ီယောမင်ဂျီပရာဟိတနော်အာဖောင်ဒေးရှင်းဖောင်ဒေးရှင်းအဖွဲ့ကိုကျွန်တော်တို့အာအတူတူပူးပေါင်းဖို့အတွက်ကမ်းလှမ်းနေသူတို့ကလည်းကျွန်တော်တို့နဲ့အတူဒီအဖွဲ့နဲ့ပေါင်းပြီးတော့အကူအညီဖို့အတွက်အာကျွန်တော်တို့နဲ့သဘောတူတယ်ပေါ့နော်ပနာမပထမဆုံးစင်မှာမြန်မာငွေကျပ်သိန်း1000နီးပါးရှိတယ်ဒါကကျွန်တော်ခုနှစ်နှစ်နဲ့နောက်လာမယ့် plan ဒီမှာထပ်ပြီးတော့ဖြစ်လာနိုင်ခြင်းရှိတဲ့ကုန်ကြမ်းစီကိုလည်းကျွန်တော်တွတ်ထားပြီးပြီပေါ့နော်ဆိုတော့နှစ်နှစ်အတွက်ကျွန်တော်ထပ်ပြီးတော့ ဟောလောက်သိန်း200ကျော်လောက်ရတယ်ဟုတ်ကျွန်တော်ကိုယ်တိုင်လည်းပါမှာဆိုဘာလို့ဒီ interview ခံတာလဲပြောချင်တာပါเนาะဘာလို့လဲဆိုတော့ဟိုဒီလာပြီးတော့ကိုတဲ့သူနဲ့လူတဲ့သူနဲ့ဟိုခိုးတဲ့သူနဲ့ဆိုရဲဟာမျိုးကြီးကြားနေရလို့လားကြားနေရတော့အဲကြောင့်ကျွန်တော်တို့အဖွဲ့အစည်းလာကူတယ်ဆိုရင်ဒါတရားဝင်တကယ်လာကူတဲ့အဖွဲ့ဆိုရဲဟာကိုသိစေချင်တာဖြစ်တဲ့အတွက်အခုလို interview ခံတာပါเนาะဘာပြောကျွန်တော်တို့ ဒီ venue 36ဆိုတော့ဒီရောကျွန်တော်ရဲ့ MSD ပေါ့เนาะဒီ university ရောအာဒီအခွဲတွေထဲမှာရှိရဲတကယ်အလူနဲ့ပတ်သက်ပြီးတော့စိတ်အားထက်သန်တဲ့သူတွေအကုန်လုံးစုပေါင်းပြီးတော့အာဒီလိုမျိုးဒါစိတ်မကောင်းစရာတရင်ချာချာချင်းမှာပဲဆရာဆိုရင်အာအဲ့ဒီညမှာပဲတခါရဲမန္တလေးရောက်ပါတယ်ဟုတ်တယ်ဗျဟောအဲ့ဒီညရောက်သွားပြီးတော့နောက်နှစ်ရက်နေတော့ပြန်လာတာပေါ့ဆိုတော့ဟိုဆရာကောင်းကပြောတာကိုဖြည့်ပြောအောင်မယ်ဆိုရင်တော့ တွေ့ရတာတော့အင်မတန်တွေးပြက်ခြောက်ရှားစရာရှိတယ်။ကျွန်တော်မြင်မှုပါတယ်ဒီ disaster တွေပေါ့နော် natural disaster တွေထဲမှာဒီတစ်ခေါက်ကတော်တော်လေးဆူဆူဝါဖြစ်တာကိုတွေ့ရအဲ့တော်လေးတော်တော်စိတ်မကောင်းဘူးပေါ့။အဲအကြောင်းကျွန်တော်တို့ကိုကောင်းကြီးတို့တိုင်ပင်ပြီးတော့အဒီ venue 36နဲ့ကျွန်တော်ဘာဒီဆောင်ရွက်အဆင်ပြေမလဲဆိုပြီးတော့ဒီအားလေးကိုစာမိတာပါ။ရှေ့မှာကျွန်တော်နာကစ်ဆုံးသွားဆိုရင်အာသွားတဲ့ဖြစ်တဲ့ပုံစံသွားလှူရတဲ့ပုံစံအဲ့မှာတွေ့ရတဲ့ပုံစံ ရေးပေးဆိုလည်းရေးပေးပါတော့ဒါပေမဲ့ဒီငလင်တန်နဲ့ပတ်သက်ပြီးဒီအတွေ့အကြုံကကျွန်တော်တို့တော်တော်ကိုထူးခြားတယ်ဘယ်ကနေဘယ်ကဆလို့မှမသိအောင်ဖြစ်တယ်လှူရတဲ့လူကလည်းတကယ်လားကူတဲ့သူနဲ့လှူတဲ့သူနဲ့အများကြီးပဲလေဟိုကျွန်တော်တော်တော်ကိုစိုးရင်တော့ကအများကြီးရတဲ့ဒီအချိန်ကာဖြစ်တယ်ပေါ့နော် အရင်ဆုံးပေါ့နော်ကျွန်တော်တို့ဒီလိုမျိုး venue 36ဆိုတာလည်းဒီ company ဘွဲတွေကျွန်တော်တို့အများကြီးရှိရဲပြီးတော့ MSC မှာလည်းចောင်းသားအာဒီမှာတကယ်ကို manpower တွေနဲ့အများကြီးခုပေးမဲ့သူတွေလည်းရှိတယ်ကျွန်တော်တို့နည်းနည်းအဖွဲ့တောင်းတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ကတရားဝင်ပရဟိတအဖွဲ့အစည်းမဟုတ်ဘူးအဲဒါကြောင့်ဒီယောမင်ကြီးပရဟိတနော်အာ foundation foundation အဖွဲ့ကိုကျွန်တော်တို့အာအတူတူပူးပေါင်းဖို့အတွက်ကမ်းလှမ်းနေသူတို့ကလည်းကျွန်တော်နဲ့အတူ ဒီအဖွဲ့နဲ့ပေါင်းပြီးတော့အကူညီဖို့အတွက်အကျွန်တော်တို့ ਨੇ သဘောတူတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကဒီ Prahita Foundation နဲ့ဆိုတော့ဒါတရားဝင်ဒါပါပြီးတော့ approve ရပြီးသားဖြစ်တဲ့အတွက်အဟိုဘက်ကကျွန်တော်တို့လှူချင်တဲ့ဟာတွေဒီဘက်ကဟို manpower တွေပြီးတော့ဟိုဘက်ကဘယ်လောက်ထိ needs and wants တွေရှိလဲဆိုတော့အခြေအနေတွေအားလုံးကဟိုစနစ်တကျလေးဖြစ်သွားတာဗောနော်ရေကြီးတယ်လို့လီမိုနိုင်းတိုက်တယ်လို့ဆိုတော့သူကတခါပဲဗောနော်ရေကြီးရအားဖြင့် ပြီးရင်ကယ်ဆယ်ရေးကိုတောက်လျှောက်လုပ်လို့ရတယ်အခုကဒီ earthquake ငလျင်ကြတော့ကျွန်တော်တို့ကဟိုကယ်ဆယ်ရေးလုပ်နေတဲ့သူကိုယ်တိုင်ကကျွန်တော်ဆိုးတထင်းထင်းနဲ့လုပ်ရတာအဘယ်ချိန်ဘာထပ်ဖြစ်မလဲပေါ့နော်နောက်ပြီးတော့ဒီအဲပထမတစ်ချိန်မှာမဖြစ်သွားတဲ့အရာတွေကဒုတိယတစ်ချိန်မှာထပ်ဖြစ်မလားဆိုတော့စိုးအင်စီတွေရှိတယ်ပေါ့နော်အဲဒါပေမဲ့မြို့တို့ပင်ဆိုစီပေါ့နော် ကျွန်တော်တို့ကဒီကယ်ဆယ်ရေးလုပ်ငန်းတွေကိုစောင့်ရက်နေတဲ့အဖွဲ့အစည်းတွေအာလူပုဂ္ဂိုလ်တအူးချင်းစီကိုကျေးဇူးလက်တင်ပါတယ်ဂုံလဲယူတယ်ပေါ့နော် အခုကျွန်တော်တို့စဉ်းစားထားတဲ့ဘိုင်းရကြတော့ကျွန်တော်တို့ကလက်တော်မှာရေပေါ့ရေအဲ့တော့ရေဦးလေရေတန့်နေရေတန့်ကတ်ဒီရေတန့်ပူတွေနဲ့တတ်နိုင်ကြတော့တော့သုံးမယ်ဒါပေမဲ့ကျွန်တော်တို့ကရေရှည်အတွက်ကိုတော့ရေတန့်ဆက်ကျွန်တော်တို့ပံ့ပိုးဖို့စီစဉ်ထားရတယ်အခုနောက်တစ်ချက်ကကျတော့ကျွန်တော်နူးလက်နဲ့လွယ်အမြန်ဘာရဖြစ်နိုင်တဲ့ရေခါမျိုးစားပေါ့နော်အာနောက်တစ်ချက်ကကျတော့ကျွန်တော်တို့ကဒီကလေးတငယ်နဲ့တက်ကြီးရွယ်တွေအတွက်အရေးပေါ်နေထိုင်နိုင်မဲ့အဲအရာ ခြနောင်းအဲလက်တလောလူအချက်တွေပေါ့နော်အဲနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဘာရောဆိုတော့ဒီကျွန်တော်တို့ကွယ်လွန်တည်ဆုံးသွားတဲ့သူတွေရှိရဲသူတို့အတွက်ဒီဟိုပေါ့နော်အဲဟိုအတူပဲချတဲ့ကိစ္စမျိုးကြီးကျွန်တော်တတ်နိုင်တော့ပေါ့နော်ဒါနောက်ဟိုအဲ့ဒါနဲ့အတူပေါ့နော်ဟိုအဲ့ဒါတော့တက္ကနာပေါ့နောက်ပြီးတော့ဒဏ်ရာရထားတဲ့သူတွေရှိရဲဒဏ်ရာရထားတဲ့သူတွေကျွန်တော်အတတ်နိုင်ဆုံးစေဝါအကူအညီပံ့ပိုးပေးနိုင်ဖို့နောက်ဆက်တွဲ အဲဝမ်ယောဂါတို့တခြားတခြားသောမလူလားတဲ့ဟိုနောက်ဆက်တွဲယောဂါတွေမဖြစ်ဖို့ပေါ့နော်အတက်နိုင်လို့ကျွန်တော်တို့ကဆရာဝန်တွေမော်ဒီ nurse တွေနဲ့ဥပေါင်းဆောင်ရွက်ဖို့အထိကျွန်တော်တို့ပလန်ဆွဲထားပြီးတော့အဲအကောင့်ထဲပေါ်နေတာပေါ့နော်အခုလက်ရှိလည်း run နေပါပြီဟုတ်ဟုတ်ဒီတစ်ခါတော့အော်ကျွန်တော်ကိုယ်တိုင်မပါဘူးနော်အဲ9ရက်နေ့ကြာရင်တော့ကိုယ်တိုင်ပါမယ်ပေါ့နော်ဟုတ်ဆရာဒီထွက်မဲ့လူတွေကဘယ်သူတွေပေါ့အာကျွန်တော်တို့ဒီအခုဦးနာပြောဆိုပေါ့ကျွန်တော်တို့ဒီ MSD Venue 36အာရောမင်းကြီးပရာဟီတာဖောင်ဒေးရှင်းဟိုကျွန်တော်တို့ဒီနေ့ဒီနေ့နဲ့မနေ့ပြန်ပေါ့နော်ကျွန်တော်စာပြီးတော့ထွက်ပြီပေါ့နောက်ဥနာလို့နောက်ဒုတိယတတုတ်ကတော့ကိုကောင်းကြီးကပြောတဲ့အတိုင်း9ရက်နေ့ကျွန်တော်ထပ်ထောင်း group of community တွေနဲ့ကျွန်တော်တို့ဆောင်ရွက်တဲ့အခါမှာလက်တော်အနေထားမှာဆိုကျွန်တော်တို့ပနာမပထမဆုံးစင်မှာမြန်မာငွေကျပ်သိန်း1000နီးပါးရှိတယ်ပေါ့အဲကျွန်တော်9ရက်နေ့နဲ့နောက်လာမယ့် plan ဒီမှာထပ်ပြီးတော့ ဖြစ်လာနိုင်ကြီးရှိကုန်ကြစီကိုလည်းကျွန်တော်တွက်ထားပြီးပြီပေါ့နော်။ဆိုတော့နေ့ရက်နေ့တော့ကျွန်တော်ထပ်ပြီးတော့ဘာလို့တိတ်နေရကြောလို့ရတယ်ဟုတ်တယ်ဆက်ပြီးကျွန်တော်ကိုယ်တိုင်လည်းပါမှာဆိုတော့ဘာလို့ဒီအင်တာဗျူးခံတာလည်းပြောချင်တာပေါ့နော်ဘာလို့လဲဆိုတော့ဟိုဒီလာပြီးတော့ကိုတဲ့သူနဲ့လူတဲ့သူနဲ့ဟိုခိုးတဲ့သူနဲ့ဆိုရဲဟာမျိုးကြီးကြားနေရလို့လားကြားနေရလို့အားကြောင့်ကျွန်တော်တို့အဖွဲ့အစည်းလာကူတယ်ဆိုရင်ဒါတရားဝင်တကယ်လာကူတဲ့အဖွဲ့ဆိုရဲဟာကိုသိစေချင်တာဖြစ်တဲ့အတွက်အခုလိုအင်တာဗျူးခံတာပေါ့နော်ဘာလို့ဆိုတော့ ကူတူလိုလိုနဲ့လှုပ်သွားတာမျိုးတွေဒီမှာ Facebook မှာတက်တက်လာတော့လေအဲ့လိုမျိုးဟာမျိုးဖြစ်မှာဆိုလို့ပါဟောကျွန်တော်တို့ခွဲကတကယ်ကူညီဖို့လာရဲဆိုတဲ့ဟာလေးကိုဒီမှာပြုစီစီနေဟောအော်ပုံမှန်အားဖြင့်တော့ဒီလိုမျိုးတစ်ခုခုဖြစ်ပြီဆိုရင်အာခုနပြောတော့အိမ်ကအာပိုင်ဆိုင်နဲ့ပစ္စည်းတွေရှိပါဘောနော်အာသူကဆိုရင်ဝိုင်းမီကူပေးနေသူနဲ့ပျောက်သွားတဲ့ဟာတွေနဲ့အဲ့ဒါတွေနဲ့ miss understanding တွေဖြစ်နိုင်တယ်အများကြီးရှိရပါဘောနော်အဲ့တော့ပြောချင်တာကျွန်တော်တို့ကတော့အထဲတည်းဝင်သွားတဲ့ဟာမျိုးတွေကြာရင် ဟိုကူညီတဲ့ဟာမျိုးတော့မလုပ်ပဲနဲ့ကျွန်တော်တို့အပြင်မှာရှိနေတဲ့စေတနာဝန်ထမ်းတွေနဲ့ပြီးတော့ခုနပြောလို့ဒါနောက်ဆက်တွဲပေါ့နော်ဒီ after shock ဆိုအဲ့နောက်မှာဖြစ်နေတဲ့နောက်ဆုံးကျွန်တော်တို့အဖွဲ့ကနေဒီပြန်လည်ထူထောင်ရေးမှာအစအဦးပြန်ဆောက်တဲ့ဟာဆနောက်ဆက်တွဲဒီကူညီဖို့အတွက်လည်းတိုင်းမြင်နေတာကိုလည်းဟိုသိစေချင်တယ်ပေါ့နော်အဲအကြောင်းလည်းဒါဟိုတချို့ကအရန်ပြန်ပြီးတော့တရားအစအဦးကို ဟိုစောက်ဖို့တော့အခက်ခဲနေရဆိုရင်ကျွန်တော်တို့နဲ့ပူးပေါင်းလို့ရတယ်ဆိုတော့ပေါ့ဟုတ်ခုနကပြောကျွန်တော်တို့အဖွဲ့အစည်းကတကယ်တရားဝင်အဲဒီအားလုံးကိုဟိုတကယ်မြတ်မြတ်တက်တာနဲ့လာလူမဲ့အဖွဲ့အစည်းဆိုတော့ဟိုအဲတကယ်ဒေသခံတွေအနေနဲ့သိစေချင်တာဖြစ်ပါတယ်ဒါပေမဲ့လှူနေတဲ့နောက်ဆက်တွဲပုံတွေလုံးဝတပ်ပုံအောင်တင်မှာမဟုတ်ပါဘူးဆိုတာလေးပြောချင်ပါတယ်ဟုတ်အာအခုဒီကျွန်တော်တို့လှူဒန်းနေဆိုတာထက်ပေါ့နော်တကယ်တော့ဒီထက်များစွာတို့လိုအပ်နေတာပါကျွန်တော်လည်းနားလေပါကျွန်တော်တို့ចောင်းသူចောင်းသားတွေ အာ EMSD မှာရှိတဲ့ဝန်ထမ်းတွေနောက်ဒီမိတ်ဆွေကျွန်တော်တို့တက်နိုင်ဆုံးဆောင်ရွက်တာပေါ့ဗျာအဲ့တော့အများဆုံးပြန်လဲပြီးတော့နလန်ထူနိုင်ဖို့ဆူတောင်းပါတယ်အားလုံးစိတ်ချမ်းသာ ကိုကျမ်းမာပြီးတော့လေဘေးရနေရနေဘေးရနေအပေါင်းစုံကားနေပြီးတော့ကင်းလွတ်ကြပါစေလို့ပဲဆူတောင်းပါတယ်ဗျာဟုတ်ဘေးကင်းပါစေဗျာ